င်္ဂလာညချမ်းပါရှင်နေပြီးတော့မူလီဝတ္တနဲ့ဆလာပြည်ရာညွှန်ကြားမှုဦးစီးဌာနမှာ2025ခုနှစ်အောက်တိုဘာလ20ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မူလီဝတ္တသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့ညနေ6:00ခွဲအချိန်တိုက်ထွာရရှိခဲ့တဲ့အမြင့်ဆုံးဘူးချိန်များမှာနေပြီးတော့မှာ33ဒီဂရီဆယ်စီယပ်67ဒီဂရီဖာရန်ဟိုက်ရန်ကုန်မြို့မှာ35ဒီဂရီဆယ်စီယပ်65ဒီဂရီဖာရန်ဟိုက်နဲ့မန္တလေးမြို့မှာ 34ဒီဂရီဆယ်စီယပ်စ်63ဒီဂရီဖာရန်ဟိုက်တို့ဖြစ်ကြပါတယ်ဒီကနေ့ညနေ6:00နာရီခွဲအချိန်မိုးလေဝသကြိုးမှာဖဲ့ရရှိတဲ့ပုံအရာမေဂလာပင်လယ်ော်မြောက်ပိုင်းမှာတိမ်နှင်းငယ်ဖြစ်ထွန်းနေပြီးကပလီပင်လယ်ပြင်နဲ့ကျန်မေဂလာပင်လယ်ော်တို့မှာတိမ်သေးတဲ့မှာတိတ်ထူထန်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ရှမ်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးနေပြီးတော့ရှမ်းပြည်နယ်မြောက်ပိုင်းတောင်ပိုင်း ဘကူတိုင်းဒေသကြီးအေယာဝတီတိုင်းဒေသကြီးနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမူဒိန်တောင်များဖြစ်ထွန်းမှုအကောင်လျက်ရှိပြီးအဆိုပါမူဒိန်တောင်များရွလျာနေရာတစ်ချောင်းမှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခဲ့ခြင်းမိုးထစ်ကြုံခြင်းမိုးကြိုးပစ်ခြင်းလျက်စီးလက်ခြင်းနဲ့မိုးတိကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုအပ်ပါတယ်ကျန်တာရီတာကြီးနဲ့ပြည်နယ်များမှာတိတ်တိတ်တင်မှာတိတ်ထွက်နေတာကို တွေ့ရပါတယ်။ အပူပိုင်းမွန်နိုင်ဖန်ရှင်အရှင်နေတဲ့ဒီကနေ့မြန်မာစံတော်ချိန်စက္ကွန်30နာရီအချိန်တိုင်းထွားချက်များအရာတောင်တုပ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့အပူပိုင်းမွန်နိုင်ဖန်ရှင်ဟာအနောက်ဘက်သို့ရွှေ့လျားခဲ့ပြီးထိုမှတစ်ဆင့်အနောက်ဘက်သို့ဆက်လက်ရွှေ့လျားနိုင်ကပုံမအကောင်းလာပြီးနောက်ဆက်နာရီအတွင်းအကောင်းနဲ့အပူပိုင်းမွန်နိုင်ဖန်ရှင်အဖြစ်သို့ရောက်ရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်။ဘေကလာပင်လယ်အခြေအနေကတော့ ်မင်္ဂလာပင်လယ်အမြောက်ပိုင်းမှာတိန်နေငယ်ဖြစ်ထူနေပြီကပ်ပလီပင်လယ်ပြင်နေကြံမင်္ဂလာပင်လယ်တို့မှာတိန်သိင်းတင်မှာတည်တူထန်နေပါတယ်မြမပင်လယ်ပြင်မှာလှိုင်းနေငယ်မှာလှိုင်းသိင်းတင်ရှိပါမယ်လှိုင်းမြင်မှာမြမကဲရတဲ့တခြားနယ်ကဲလွန်ပင်လယ်ပြင်တို့မှာ၄ပေမှာ9ပေကရှိနိုင်ပါတယ်မနှက်ဖြံမွတ်တဲ့ချိန်အထိခံမှန်းချက်များအနေနဲ့ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာနေရာအနှံပြရှင်းပြည်နယ် အီယာဝရီတန်ဒေတာကြီးရှမ်းပြည်နယ်တောင်ပိုင်းနေပြည်တော်နယ်တနင်္သာရီတန်ဒေတာကြီးတို့မှာနေရာစိတ်စိတ်ကချင်ပြည်နယ်စကိုင်းတန်ဒေတာကြီးထပ်ပိုင်းရခိုင်ပြည်နယ်မကွေးတန်ဒေတာကြီးမန္တလေးတန်ဒေတာကြီးပဲခူးတန်ဒေတာကြီးရန်ကုန်တန်ဒေတာကြီးနယ်မွန်ပြည်နယ်တို့မှာနေရာကျဲကျဲစကိုင်းတန်ဒေတာကြီးအောက်ပိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းကယားပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာနေရာကွက်ကြားမူးထေချုံရွာပြည် နေပြည်တော်မှာနေရာကွယ်၍မိုးကြီးနိုင်ပါတယ်။နေပြည်တော်နဲ့အနီတော်ဝိုင်းမြင်းပြည့်အတွက်မိုးလေဝသအခြေအနေခံမှန်းချက်မှာမိုးတစ်ချိန်နဲ့ချိန်ထစ်ချုံရွာပါမယ်။အမြင့်ဆုံးဘူးချိန်မှာ33ဒီဂရီဆယ်စီယပ်၊67ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးဘူးချိန်မှာ24ဒီဂရီဆယ်စီယပ်၊85ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။ ရန်ကုန်မြို့နယ်အနီတဝိုင်းမင်းက်ဖြဲအတွက်မိုးလေဝသအခြေအနေခံမှန်းချက်မှာနေရာကွက်ကြားမိုးချစ်ချုံရွာပါမယ်။အမြင့်ဆုံးပူချိန်မှာ34ဒီဂရီဆယ်စီယပ်63ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးပူချိန်မှာ 24ဒီဂရီဆယ်စီယပ်စ်85ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်အဲဒီတဝိုင်းမနေ့ပြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မှလည်းနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။အမြင့်ဆုံးပူချိန်မှာ34ဒီဂရီဆယ်စီယပ်စ်63ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးပူချိန်မှာ25ဒီဂရီဆယ်စီယပ်စ်89ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။ နောက်နေ့ရက်အတွက်ခံမှန်းချက်များအနေနဲ့ကတော့ရှင်ပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးနေပြည်တော်အေရဝတီတိုင်းဒေသကြီးရခိုင်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးနဲ့မွန်ပြည်နယ်တို့မှာမိုးပေါ်လာနိုင်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9:00နာရီအချိန်ထုတ်ပြန်တဲ့မိုးလေဝသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြအကျမ်းမှာချမ်းသာကြပါစေရှင်။